မတ်လ24ရက်နေ့ပြီးမတ်လ28ရက်နေ့အတွင်းမှာ မိတ်ဆွေတို့အတွက်မြူကန်းနေပက်ကန်းနေအကောင်းနဲ့ကန်းနေကိုသူဒီပါစတန်နေရီအက်စထရိုလော်ဂျီနမ်ဘာလော်ဂျီနေရခမှန်သုံးသက်တင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာကံမြိုင် lucky test youtube channel ကနေကြိုဆိုပါရခင်ဗျာ ဒီဘက်မှာတော့ကျွန်တော်တို့မက်လ24ရက်နေ့ပြီးမက်လ28ရက်နေ့အတွင်းမှာမိတ်ဆွေတို့အတွက်မြူကန်းနေပက်ကန်းနေအကောင်းနဲ့ကန်းနေကိုသူဒီပါစတန်နေရီအက်စထရိုလော်ဂျီနမ်ဘာလော်ဂျီနေရခံမှန်းသုံးသက်တင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ခံမှန်းမှုတွေဟာစက်တိုက်မှန်ခဲ့တာလေမိတ်ဆွေတို့အနေနဲ့တွေ့ရမှာခင်ဗျဟုတ်ကဲ့ခင်ဗျဒီတစ်ပတ်မက်လ24ရက်နေ့ရနေ့ 28ရက်နေ့အတွင်းမှာထိတ်စီအားကောင်းတဲ့ကဏ္ဍကိုပြောပါမယ်ထိတ်စီက92ပါခင်ဗျာ6နှစ်ဖြစ်ပါတယ်ထိတ်စီအားကောင်းတဲ့6နှစ်နောက်ပိတ်ကတော့18တရှိဖြစ်ပါတယ်ခင်ဗျာယူကဏ္ဍဒီတစ်ပတ်မှာတော့ညူးမှာကတော့92 6နှစ်6နှစ်ဆိုတဲ့ကဏ္ဍဟာယူပြီးတော့ပြင်ရများစွာထွက်ရှိမယ်လို့ခံမှတ်သုံးသပ်ရပါတယ်ခင်ဗျာမိတ်ဆွေတို့အတွက်ရွေးကဏ္ဍကလေးရွေးခွက်လေး ထုတ်ပေးထားပါတယ်ခင်ဗျပြီးခဲ့တဲ့ပတ်မှာဆိုလည်းကျွန်တော်ရွေးပေးလိုက်တဲ့92ဖြစ်သွားတယ်ခင်ဗျဒီပတ်မှာလည်းကျွန်တော်ရွေးကွက်3ကွက်ထုတ်ပေးထားပါတယ်ခင်ဗျအဲ့ဒီရွေးကွက်3ကွက်ကတော့98ကိုရှိရဲ92ကိုနှစ်ရဲ 2x လို့ခေါ်ရဲနှစ်ရှိရဲဖြစ်ပါတယ်ခင်ဗျအဲ့ရှင်များဒီပတ်မှာလည်းကံကောင်းပြောရှင်ဝေဝင်ကြပါစေလို့ဆုမကောင်းတော့ပေးလိုက်ပါတယ်ခင်ဗျနောက်ပိုတွေမှာပြန်ဆုံကြပါမယ်